ရတနာနဲ့ဇော်တိကစီမံကိန်းတွေကနေသဘာဝတံခွေတိုးမြင့်ထုတ်လုပ်နိုင်ရေးအတွက်တွင်းအစ်စ်တွေဒူးဖို့ဆောင်ရွက်ရေးနဲ့ကမ်းလွန်စီမံကိန်းအစ်စ်တွေဖော်ဆောင်နိုင်ရေးအတွက်လိုအပ်တဲ့စာချုပ်တွေအမြန်ဆုံးချုပ်ဆိုသွားနိုင်ရေးမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အော်တဝါ၁၀ရက်ကစွန့်ဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးကိုကိုလွင်ဟာစွန့်ဝင်ကြီးဌာနနဲ့အကျိုးတူပိုးပေါင်းဆောင်ရွက်လျက်ရှိတဲ့ထိုင်းနိုင်ငံ PTTEP International Limited ရဲ့အမှုဆောင်အရာရှိချုပ်နဲ့ မြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ကမ်းလွန်အစီအမံဂိမ်းတွေနဲ့ဆက်လင်းပြီးနေပြည်တော်မှာရှိတဲ့စွမ်းရည်ဝင်ကြီးဌာနရင်းနှီးသားခမ်းမမှာတွေ့ဆုံစဉ်ဒီကိစ္စရပ်တွေကိုဆွေးနွေးကြတာဖြစ်တယ်လို့သိရပါတယ်။ဒီလိုတွေ့ဆုံစဉ်မှာ PTTEP International Limited ရဲ့အမှုဆောင်အရာရှိချုပ်ကစွမ်းရည်ဝင်ကြီးဌာနနဲ့အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့အထွတ်နှုန်းကြာစင်းနေတဲ့ကမ်းလွန်အစီအမံဂိမ်းတွေဖြစ်တဲ့ ယဒနာနဲ့ဇော်တိကစီမံကိန်းတွေကနေတဘာဝတံငွေတိုးမြင့်ထုတ်လုံနိုင်ရင်တွင်းအစ်စ်တွေတူးဖို့ဆောင်ရွက်သွားမယ့်အခြေအနေနဲ့ကမ်းလွန်စီမံကိန်းအစ်စ်တွေဖော်ဆောင်နိုင်ရင်အတွက်လိုအပ်တဲ့စာချုပ်တွေအမြန်ဆုံးချုပ်ဆိုသွားနိုင်ရည်ကိစ္စရပ်တွေနဲ့ဆက်လင်းပြီးဆွေးနွေးတင်ပြခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်ပြည်တော်စုဝင်ကြီးကဇော်တိကစီမံကိန်းမှာတူးဖို့နေတဲ့တွင်းအစ်စ်တွေကနေတဘာဝတံငွေတွေ2026ခုနှစ်နှစ်စန်းပိုင်းမှာစတင်ထုတ်လုံနိုင်ရည်ကြိုးပမ်းဆောင်ရွက်ဖို့တိုက်တွန်းခဲ့တယ်လို့သိရပါဗျ။ ဆက်လက်ပြီးပြည်ရင်းလျက်စက်ထုတ်လုပ်မှုမှာအသုံးပြုဖို့ရည်ရွယ်ဆောင်ရွက်နေတဲ့စီမံကိန်းအသစ်ဖြစ်တဲ့ကမ်းလွန်လောက်ွက်အောင်တင်ခစီမံကိန်းကနေ2028ခုနှစ်မှာပထမဆုံးသဘာဝတန်ငွေစတင်ထုတ်ယူနိုင်ရေးစူးစမ်းဆောင်ရွက်ဖို့နဲ့စာချုပ်တွေအများဆုံးချုပ်ဆိုနိုင်ရေးအတွက်လည်းဝင်ကြီးဌာနကလိုအပ်တာတွေကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းပြည်တော်စုဝင်ကြီးကပြောပါရယ်။ဒါပြင်အာမခံချက်ကောင်းမွန်တဲ့ကမ်းလွန်စီမံကိန်းအသစ်တွေမှာလည်းရင်းနှီးမြှုပ်နှံနိုင်မှုအခွင့်အလမ်းတွေရှိကြောင်းတနင်္သာရိုင်တိုင်းဒေသကြီးကံပေါက်ဒေသကနေတဆင့် ပြည်ရင်းနဲ့ထိုင်းနိုင်ငံကို NNG တင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းတွေမှာလာရောက်ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်လို့ကြောင်းပြည်တော်စုဝင်ကြီးကပြောပါရယ်။